ုံးမင်္ဂပါဒိုင်းနေတဲ့မင်းကြီး channel နေပြီးတော့အားလုံးကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United နဲ့ပတ်သက်ပြီးတော့သတင်းတူးတွေကျွန်တော်ရှိပါတယ်ဆိုတော့ကျွန်တော်ဂျင်းလန်ဆန်ချိုနဲ့ပတ်သက်ပြီးပြောမယ်ပြီးတော့ကျွန်တော်တို့ဒီအာဒီ Brentford ရဲ့ Bayern Munich နဲ့ပတ်သက်ပြီးကျွန်တော်ပြောပါမယ်ဆိုတော့ကျွန်တော်တို့ဒီ ဂျီရန်ဆန်ချိုနဲ့ပတ်သက်ပြီးအရင်ဆုံးကျွန်တော်တို့ပြောရအောင်ပေါ့နော်ဆိုတော့ဂျီရန်ဆန်ချိုကအခုလက်ရှိကျွန်တော် Chelsea မှာကျွန်တော်တို့အဲ့ဒီအငါးထွက်ကစားနေပြီးတော့အခုလက်ရှိကျွန်တော် Manchester United ကိုပြန်ရောက်လာပြီး Chelsea ဘက်ကနေပြီးတော့နောက်ဆုံးကျွန်တော်တို့ဒီ Fabrizio Romano တို့ရဲ့ကျွန်တော် report တွေရသလိုရှိရင်တော့အဲ Chelsea ဘက်ကဂျီရန်ဆန်ချိုကိုအတင်းမှာဆက်ပြီးရောထားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပေါ့နော်ကစားသမားဖြစ်သူနဲ့ကျွန်တော်တို့ဒီအဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီစာချုပ်ပေါ့နော်စာချုပ်ပါအချက်လက်တွေကိုဆွေးနွေးနေတဲ့ခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ စာချုပ်ပါချက်လက်တွေဆွေးနွေးရတဲ့နေရာမှာဆိုလို့ရှိရင်တကယ်ကျွန်တော်တို့ဒီ crucial ဖြစ်တဲ့တကယ်ကျွန်တော်တို့အရေးပါတဲ့အရာတစ်ခုကတော့ကျွန်တော်ပါလဲဆိုလို့ရှိရင်ကသမားဖြစ်သူရဲ့ဒီဘောနော်ကြီးမားတဲ့လောက်ခလာစာကိုကျွန်တော်ညှိနှိုင်းနေတဲ့ကိစ္စပြောရမယ်ဆိုလို့ရှိရင်လောက်ခလာစာကို short နေတဲ့ကျွန်တော်ကိစ္စကတကယ်ကျွန်တော် crucial ကျွန်တော်ဖြစ်တယ်ဆိုတော့ Chelsea ဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘောနော်အခုချိန်ကြီးတော့ agreement ကျွန်တော်မရသေးဘူးဘောနော်ဒါပေမဲ့လည်းပဲ Jadon Sancho ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ အဲဒီတပတ်ပေါ့နော်ဒီလာဒီလာမဲ့ဒီတပတ်ထဲမှာပေါ့နော်ဒီတပတ်အတွင်းမှာလည်းကျွန်တော်တို့အသေးစိတ်တရားပေါ့သိရမယ်ဆိုတော့ Jordan Sancho ရဲ့ situation ကျွန်တော်နှစ်ခုရှိရယ် Chelsea situation ကျွန်တော်နှစ်ခုရှိရယ်ဆိုတော့ Jordan Sancho ဒီ သူကိုယ်တိုင်ကျွန်တော်တို့ဒီပေါ့နော်အတင်းမှာကျွန်တော်တို့ဒီပေါ့နော်အဲဒီ United မှာကျွန်တော်ဆက်နေမလား Chelsea ကိုသွားမလားဆိုတာလည်းဆုံးဖြတ်နိုင်ကိုကျွန်တော်ရှိတယ်လို့အဲဒီပေါ့နော်ကျွန်တော်တို့ဒီ Manchester United ဘက်ကနေဆိုလို့ရှိရင်ကာသမာဖြစ်သူကိုဒီပေါင်၅သန်းနဲ့အတင်းကိုကျွန်တော်တို့ဒီ United ကိုကျွန်တော်ပြန်ပြီးတော့ပို့လို့ရတာဖြစ်တယ်လို့ပေါင်25သန်းနဲ့အပိသက်ခေါ်ယူခွင့်လည်းကျွန်တော်ရှိနေတာဖြစ်တယ်။အဲ့ရှိကျွန်တော်တို့ဒီလှုပ်ဆောင်မှုတွေရသလို့ရှိရင်တော့ Chelsea ဘက်ကသာသမာဖြစ်သူကိုကျွန်တော်အသင်းမှာအဲသူတို့ရဲ့ကျွန်တော်ဒီ Chelsea မှာကျွန်တော်ဆက်ပြီးတော့ကျွန်တော်ထားကျင်တာဖြစ်တယ်။ထားကျင်တဲ့ကြောင့်မလို့လဲသူတို့ဒီလောက်ခလာစားနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်စာချုပ်ပအချက်လက်တွေကိုဆက်ပြီးတော့ကျွန်တော်ဆွေးနွေးနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်။ဆိုတော့အခုချိန်ကြီးတော့သဘောတူညီမရသေးဘူးဆိုတော့ဒီတစ်ချက်ကတော့ကျွန်တော်စိတ်ပူစရာရှိတယ်။အသင်းကကျွန်တော်တို့အဲလက်ရှိချိန်ဒီမှာဆိုလို့ရှိရင်ငွေမရှိဘူး။ငွေမရှိတဲ့အတွက်ကြောင့်မလို့အဲရနိုင်တဲ့ကျွန်တော်တို့ကစားသမားတွေကိုအဲရောင်းထွက်နိုင်ဖို့လိုတယ်။ဒီလိုနေတဲ့အမျိုးမှာကျွန်တော်ဂျေဒန်ချန်ဆန်ချိုလိုမျိုးကျွန်တော်တို့ဒီအသင်းမှာဘာမှ ဒီပါနော်ကျွန်တော်တို့အသင်းအတွက်ကျွန်တော်တို့ဒီအနာဂတ်မရှိတော့တဲ့ကစားသမားတယောက်ကိုအဲကျွန်တော်တို့လက်လွတ်တဲ့နေရာမှာသလို့ရှိရင်အခုလက်ရှိအဲဒီ Chelsea ကဘက်ကလည်းကျွန်တော်လိုချင်နေတာဖြစ်တဲ့ကြောင့်မလို့လောက်ခလာစားကျွန်တော်သဘောတူညီမှုရပြီဆိုတာနဲ့ဒီရန်ဆန်ဂျိုရဲ့အပြောင်းရွှေ့ရာဖြစ်မယ်အကယ်လို့သဘောတူညီမှုမရဘူးဆိုလို့ရှိရင်အသင်းမှာလာပြီးတော့ပြန်ပြီးတော့တောင်းတင်မဲ့အခြေအနေမျိုးကျွန်တော်တို့ရှိနေတယ်ဆိုတော့အဲဆန်ဂျိုကကျွန်တော်တို့ဒီသူထွက်သွားတဲ့အချိန်ကကျွန်တော်တို့ဒီဘယ်လိုပြောရမလဲရာသီအစပေါ့လေ every time လက်အောက်မှာကျွန်တော်တို့ထွက်သွားတာဖြစ်တယ်ဆိုတော့ အခုလက်ရှိကျွန်တော်ဒီဘာနော်တကယ်လို့ပြန်ရောက်လာတဲ့အခြေအနေကိုကျွန်တော်ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် Amarin လက်အောက်မှာအဲသူအစဉ်ပြိုင်တဲ့နေရာတွေကတော့ကျွန်တော်အမှန်တမ်းပြောလို့ရှိရင်အများကြီးရှိတယ်ဒါပေမဲ့ကစားသမားကပြင်းတယ်ဗျာဆိုတော့အဆင်မပြေဘူးအဲ့ချက်ကအဲ့ချက်တခုတည်းနဲ့နေမန်ချက်စတာယူနိုက်တက်မှာလောကကျွန်တော်တို့ဆက်ပြီးရောထားလို့မရဆိုတော့ဒီတကြောင်မကျွန်တော်ဂျီဒန်ဆန်ချိုရဲ့အပြောင်းရွှေ့ကိုဖြစ်အောင်လုပ်ဖို့လိုလို့မယ်ခတ်တာဒီအပြောင်းရွှေ့ကျွန်တော်ဒီ Chelsea နဲ့ဂျီဒန်ဆန်ချိုရဲ့အပြောင်းရွှေ့ဒီကျွန်တော်ဒီ Manchester United ဘက်ကဘာမှကျွန်တော်တို့ အဲလုတ်လို့မရတဲ့အခြေအနေမျိုးကြောဖြစ်တယ်။စောင့်ကြည့်ရုံမှတပါးကျွန်တော်တို့ဘာမှလုပ်ရမှာမရှိပါဘူး။ဆိုတော့ဆန်ချိုရဲ့ပြောင်းရွှေ့ကြောဖြစ်ဖို့ဆိုလို့ရှိရင်ဂျီဒန်ဆန်ချိုဒီကျွန်တော်ချဲလ်ဆီနဲ့ဒီဘာလို့ကျွန်တော်ဒီစာချုပ်ပါအချက်လက်တွေဆွေးနွေးရနေရမှာအဲသဘောတူညီမှုရဖို့အတွက်လိုအပ်တယ်။ဆိုတော့ဒီကိစ္စကလည်းဒီလာမယ့်တရက်နှစ်ရက်ဒီတစ်ပတ်အတွင်းမှာလေကျွန်တော်တို့သိရနိုင်မယ်ဆိုပြီးတော့ဖက်ဘရူလမှာကျွန်တော်ပြောထားဖြစ်ပါတယ်။ဆိုတော့ ဆိုင်ချိုကိစ္စကျွန်တော်အဆင်ပြေဖို့လိုတယ်အဆင်ပြေမှသာကျွန်တော်တို့ပေါင်း25တန်းကျွန်တော်တို့ရမယ်ဒါမှသာကျွန်တော်အပြောင်းရွှေ့မှပြန်ပြီးတော့ကျွန်တော်ပြန် inject လုပ်ပြီးတော့ကစားသမားတွေခေါ်ယူတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့အသုံးချနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါချီလင်းဆိုင်ချိုနဲ့ပတ်သက်တဲ့အသေးမှာနောက်ထပ်ကျွန်တော်သတင်းကောင်းရှိပါတယ်အဲ့ဒါကကျွန်တော်ဗာလဲဆိုလို့ရှိရင် Bradford အသင်းရဲ့ကျွန်တော်ဒီပေါ့နော်ညာတောင်ပံကစားသမားဖြစ်တဲ့ Bayern View မှုပေါ့နော် အခုလက်ရှိကျွန်တော်ဒီ David Austin တို့ရဲ့ report တွေပြီးလို့ရှိရင်ကျွန်တော်ဒီ Fabrizio Romano တို့ရဲ့ report တွေအရသလို့ရှိရင် Bayern Munich ဟာသလို့ရှိရင် Manchester United ကို ပြောင်းဖို့အတွက်ဒီຫນွေမှာကျွန်တော်ပြောင်းဖို့အတွက်ကိုလောကဦးစားပေးအနေနဲ့ကျွန်တော်တို့ဒီအဲဒီပေါ့နော်ကျွန်တော်ဒီဆုံးဖြတ်လိုက်ပြီးကျွန်တော်ဖြစ်တယ်ပေါ့နော်ဆုံးဖြတ်လိုက်ပြီးဖြစ်တယ်လက်ရှိကျွန်တော်ဒီပေါ့နော် Premier League club တွေမှာဆိုလို့သူ့ကိုစိတ်ဝင်စားတဲ့အသင်းတွေကျွန်တော်တို့အဲဒီ3တင်းလောက်ထိကျွန်တော်တို့ရှိတယ်ပေါ့နော်တခြား3တင်းလောက်ထိကျွန်တော်တို့ရှိတယ် Newcastle ကိုပါလို့ကျွန်တော်တင်းတွေထွက်ထားတာဟုတ် လုံးလောက်ရှိနေတယ်ဆိုပေမဲ့ဆိုညာလည်းပဲအဗီမိုအနေနဲ့မန်ချက်စတာယူနိုက်တက်ကိုသာကျွန်တော်ဦးစားပေးအနေနဲ့ပြောင်းဖို့အတွက်လုံးဝကျွန်တော်ဖေဗာဖြစ်တယ်ပေါ့လက်ရှိကျွန်တော်တို့ဒီအချိန်ဒီမှာဆိုလို့ရှိရင်တော့ club to club ဆွေးနွေးမှုတွေကျွန်တော်မရှိသေးဘူးဆိုပေမဲ့လာမယ့်ကျွန်တော်ရပိုင်းအတွင်းမှာတင်ဒီပေါ့နော် Brentford နဲ့ Manchester United တကြားဒီညီနိုင်ဆွေးနွေးမှုတွေကျွန်တော်ရှိလာတော့မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါလုံးဝကျွန်တော်တည်ငောင်းပါဒါလုံးဝတည်ငောင်းပါဘာလို့လဲဆိုတော့အဲဒီပေါ့နော်ကျွန်တော်တို့ဒီ ရှေ့မှာကျွန်တော်တို့ဒီဘာလဲကျွန်တော်တို့ချိန်ပါဖြစ်ခဲ့တာညောအများများတယ်ဗောနော်ချိန်ပါဖြစ်ခဲ့ရအများတယ်ကျွန်တော်တို့ဒီချာကီအဲသူသူနဲ့ကျွန်တော် position 2ဆိုလို့ရှိရင်ဒါချာကီရှိတယ်ဗောနော်ချာကီကအဲဒီဘယ်လိုပြောရမလဲကျွန်တော်တို့ဒီဘာလဲယူရိုကျွန်တော်တန်း20လောက်နဲ့ကျွန်တော်ရနိုင်မဲ့ခြေနေမျိုးကျွန်တော်ဖြစ်နေတာဟုတ်ဆိုတော့ဒီကြားကြောင်းမလို့ချာကီနဲ့ပတ်သက်ပြီးတော့အဲသတင်းတွေကျွန်တော်တို့ဟိုထွက်တော့ထွက်ခဲ့တယ်ဒါပေမဲ့လည်းပဲ Manchester United ဘက်ကချာကီနဲ့ပတ်သက်ပြီးတော့အဲဒီဘာလဲကျွန်တော်တို့ဒီဟိုရအောင်ကြိုးပမ်းမယ်ဆိုတာမျိုးကျွန်တော်တို့ အလုံးဝလုတ်ခဲ့တာမျိုးကျွန်တော်ဘာမှမရှိဘူးဒီပေါ့နော်သတင်းထွက်ခဲ့တဲ့ပုံစံအရဆိုလို့ချာကီနဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့ဒီဒီ race ထဲမှာဝင်လာပြောမယ်ဆိုလို့ရှိရင်တော့အဲဒီချာကီ available ဖြစ်တယ် okay ချာကီအနေနဲ့ဘယ်လိုအခြေအနေရှိလဲဈေးဘယ်လောက်ရှိလဲဘလိုရှင်နေရှိလဲဆိုတာလောက်ပဲကျွန်တော်တို့စောင့်ကြည့်တဲ့အဆင့်လောက်ပါမှာကျွန်တော်ရှိတယ်ဒါပေမဲ့ view moon နဲ့ပတ်သက်ပြီးတော့ကကျွန်တော်တို့အဲဒီဘာနော်ဟိုဘယ်လိုပြောရမလဲ တတင်းကကျွန်တော်တို့ထွက်တယ်ဒီဘောနော Manchester United ရဲ့ကျွန်တော်တို့ဒီ new number 10တနေရသာအတွက်ဒီဘောနော်ကျွန်တော်တို့ဒီ Brentford အသင်းရဲ့ view ဘုံဟာလုံးဝကျွန်တော် list ထဲမှာပါနေတဲ့ခြေနေမျိုးဖြစ်တယ်ဆိုပြီးကျွန်တော်ပြောထားတယ်လက်ရှိကျွန်တော်တို့ဒီအပြောင်းရွှေ့အနေထားတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီ new number 10ကိုကျွန်တော်တို့ဒီနောက်ထပ်တစ်ယောက်ခေါ်တာဒီကျွန်တော်တို့လုံးဝကုညာပြီးတော့ကျွန်တော်တို့ဒီနောက်ထပ်တစ်ယောက်ထပ်ပြီးတော့ခေါ်တာဒီလုံးဝကျွန်တော် first priority ကျွန်တော်ဖြစ်တယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အသင်းဘက်ကကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဒီအပြောင်းရွှေ့ policy အာဒီလက်ရှိကျွန်တော်အပြောင်းရွှေ့လို့ရှာဖို့ပုံစံလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် network number 10ကျွန်တော်တို့ဒီ right number 10ပေါ့နော်အဲဒီပေါ့နော်ကျွန်တော်တို့ဒီ IAM rule ပေါ့အဲ့မှာကျွန်တော်တို့ဒီတယောက်ကျွန်တော်တို့ထပ်ပြီးတော့ခေါ်မယ်ခေါ်ပြီးတော့ကသွားလို့ရှိရင်ကျွန်တော်တို့ဒီ striker လာလိမ့်မယ် striker ခေါ်မယ် striker ခေါ်ပြီးတော့မှကျွန်တော်တို့ဒီကွင်းလေပိုင်းဒီကိုးသမားတွေအဲ့ဒါကျွန်တော်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ ကိုသမားကျွန်တော်တို့ခေါ်လိုက်မယ်ကိုသမားနဲ့ပတ်သက်ပြီးတော့ brother တို့ဟိုအရင်ကျွန်တော်ပူစရာမလိုလို့ထင်တယ်တခြားပြန်စဉ်းစားကြည့်ပြကျွန်တော်တို့ဒီဘယင်းသားထွက်မယ်ဆိုလို့ရှိရင်ဘယင်းသားထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီဘောနော် second choice keeper ကလိုမှာပဲဆိုတော့ဒီလိုကြောင့်မလို့ကိုသမားကကျွန်တော်တို့ခေါ်ကိုခေါ်ပါလိုက်မယ်ဟိုခေါ်လိုက်မယ်ဦးနာနာထွက်တာမထွက်တာတော့မသေးကြဘူးဘောနော်ဒါပေမဲ့လည်းပဲကိုသမားတယောက်ကကျွန်တော်ခေါ်လိုက်မယ်ထားလိုက်တော့အခုလက်ရှိကျွန်တော်ဘူမိုနဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဘူမိုဒီတခြားအသင်းတွေဆိုတာတက်ဒီဘောနော်ကျွန်တော်တို့ဒီ champion league တောင်ဝင်ဝင်မရတဲ့ မန်ချက်စတာယူနိုက်တက်ကိုရွေးချယ်တယ်ဆိုတာကဒါတော်တော်ကိုကောင်းတဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီအသင်းရဲ့လှုပ်ဆောင်မှုပါအသင်းရဲ့လှုပ်ဆောင်မှုပါဆိုတော့ဒါကျွန်တော်တို့အသင်းရဲ့လှုပ်ဒီပေါ့နော်ကျွန်တော်တို့ဒီအပြောင်းရှင်းတဲ့ပတ်သက်ပြီးကစားသမားဖြစ်သူဘက်မှာအဲဒီပုံကွန်ဆိုင် agreement တော့ကျွန်တော်မရသေးဘူးဒါပေမဲ့အာဒီပေါ့နော်ဗျူမူကကျွန်တော်တို့ဒီမန်ချက်စတာယူနိုက်ကိုပြောင်းဖို့အတွက်လောကကျွန်တော်ဆုံးဖြတ်လိုက်ပြီဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ရအောင်လုပ်နိုင်တယ်ဆိုတာကိုတော်တော်ကြီးကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီရာသီမှာကျွန်တော်တို့ player တွေကိုဆွဲဆောင်ဖို့အတွက်ဘာကျွန်တော်တို့ဒီဘာဘာ attractive အဲဒီပေါ့နော်ကျွန်တော်တို့ဒီအခြေအနေမှာကျွန်တော်မရှိဘူးဘာမှဆွဲဆောင်ရအခြေအနေမရှိဘူး champion လေးမရှိဘူးเนาะပြီးခဲ့တဲ့ရာသီကျွန်တော်အဆင့်ကျွန်တော်တို့ဒီ16ကျွန်တော်တို့တိမ့်နေတော့တော်တော်ကြီးအခြေအနေဆိုးခဲ့တယ်ဆိုတော့ဒီလိုရာသီမျိုးမှာဒီလိုကစားသမားကောင်းတွေကိုကျွန်တော်တို့ခေါ်နိုင်နေဆိုတဲ့အချက်မှာနေတော်တော်ကြီးကောင်းနေပါပြီဆိုတော့ Matthias Cunha ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Yumo ဆိုတဲ့ဒီ Neo number 10နှစ်ယောက်နေရာကို brother တို့ကျွန်တော်စဉ်းစားကြည့်လို့ရတယ် ဒီနှစ်ယောက်စလုံးဒီတကယ်ပရီးမီးယားလီဂ် proven ဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော် view mode ကိုတော်တော်လေးကြိုက်တယ်ထင်ပါပါတယ်ဒီပေါ့နော်ကျွန်တော် brand food ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင် view mode ကြည့်နေရတာကအာဒီပေါ့နော်ကျွန်တော်ကျွန်တော်မျက်လုံးထဲမှာကျွန်တော်စာလာကိုမြင်နေရလို့ပဲပေါ့နော်ဟိုဘယ်လိုပြောရမလဲအရင်ကျွန်တော်တို့ဒီ dribbling တွေကိုချုပ်ရှက်ခတ်နေအောင်ကျွန်တော်လုပ်နေရမျိုးမဟုတ်ဘဲね efficient ဖြစ်တဲ့ဒီပေါ့နော်ထိရောက်တဲ့ hand ကိုဦးစားပေးတဲ့ကစားသမားတစ်ယောက်ကျွန်တော်ဖြစ်တယ် ပြီးတော့ကျွန်တော်တို့ဒီဒီ Brentford ရဲ့ကျွန်တော်တို့ဒီ DR ဒီပေါ့เนาะကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီ2024 25ရာသီပေါ့เนาะအဲ့ဒီရာသီမှာဆိုလို့ရှိရင်အဲတော်တော်ကိုကောင်းတဲ့ performance ကိုသူပြထားတာပေါ့เนาะ goal 20တိကျွန်တော်တို့တွင်းတယ်ဖန်တီးမှုကျွန်တော်9ချိန်ရှိတယ် contribution ကိုကျွန်တော်တို့ဒီဒီရာသီတရာသီထဲမှာ20နဲ့ခုနကဘူးတီကျွန်တော်ရှိနေတာဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်မလို့တကယ် Premier League proven ဖြစ်တယ်လို့ အသက်ကလည်းကျွန်တော်တို့ဒီပေါ့နော်ဟိုကြီးတရားရောင်ထင်ရပေမဲ့ကစားသမားရဲ့အသက်ကကျွန်တော်25နှစ်ပဲရှိသေးတယ်။အပုံလေးထဲမှာလိန်များလိန်ထားတာမသိခက်တာကိုရင်းလူမြန်မာနိုင်ငံမဟုတ်ဘူးပေါ့နော်။အပုံလေးမှာညာလိန်ထားလာတာမသိဒါပေမဲ့အဲဒီပေါ့နော်အသက်ကကျွန်တော်25နှစ်ပဲရှိသေးတယ်။တော်တော်လေးကျွန်တော်တို့ဒီပြောပြရမယ်။တကယ် prime time ကိုကျွန်တော်ရောက်နေတဲ့အချိန်လေးလို့ကျွန်တော်တို့ပြောလို့ရတာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်ကင်မရွန်သားပါ။ဦးနန်းနဲ့ကျွန်တော်နိုင်ငံတူတူပါပဲ။ဆိုတော့ဒီပြောင်းရွှေ့မှာဦးနန်းနားများကျွန်တော်ပါသေးလာပါတော့။ဆိုတော့ ဒါကတော့ကျွန်တော်မသိရပါဘူးဘယ်လိုပဲဖြစ်ကြောဒီဗီမိုဒီမန်ချက်စတာယူနိုက်တက်ကိုလုံးဝဦးစားပေးပြီးတော့ပြောင်းဖို့အတွက်ကျွန်တော်ဆုံးဖြတ်ခဲ့ပြီဖြစ်တယ်ဆိုတာနဲ့တော်တော်ကိုကျွန်တော်တို့ကောင်းတဲ့အဲဒီဘယ်တော့အသင်းရဲ့ကျွန်တော်လှုပ်ဆောင်မှုလို့ကျွန်တော်တို့ပြောရပါမယ်ဆိုတော့လာမယ့်ရက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Brentford နဲ့ Manchester United တို့ကြာဒီဆွေးနွေးမှုတွေကျွန်တော်တို့ရှိလာနိုင်မယ်အဲဒီအချိန်ဒီမှာကျွန်တော်တို့အဲဘယ်လိုမျိုးဒီဘယ်လိုပြောင်းရွှေ့ကြေးတွေကျွန်တော်တို့ဖြစ်လာမလဲဒါတော့ကျွန်တော်ဆက်ဆောင်ကြည့်ရအောင်လက်ရှိကျွန်တော် market ပေါက်ကြည့်ရဆိုလို့ရှိရင်အဲဒီဘယ်တော့ Euro ကျွန်တော်တို့55တန်းကျွန်တော် ရှိတယ် ြူမိုကဆိုတော့အဲဒီပေါင်အားဖြင့်ဆိုလို့ရှိရင်ပေါင်တန်း90နီးပါးလောက်ကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့အဲဒီပေါင်တန်း90နီးပါးလောက်ရှိရဲဆိုပေမဲ့ကျွန်တော်တို့ဒီပေါ့နော်တခြားအသင်းတွေကိုတခြားအသင်းတွေကကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဈာထဲမှာကျွန်တော်သတင်းထွက်လာပုံရဆိုတခြားအသင်းတွေကျွန်တော်တို့ဒီအဲဒီပေါ့နော်စိတ်ဝင်စားတဲ့အသင်းတွေများလာဖြစ်တဲ့တကြောင်မလို့ပြန်ခေါ်ရဖို့ရှိရဲဆိုပြောထားတယ်။အရှိကျွန်တော်စာချုပ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကစားသမားကကျွန်တော်စာချုပ်ကတနေ့တနေ့ပဲကျွန်တော်ကျန်တော့တာ။တနေ့ပဲကျန်တော့တာဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့ပေါင်တန်း90တက်ပို့ပေးကြတော့ဘာကြောင်းမှတော့မရှိဘူး။ဆိုတော့ အခုလက်ရှိကျွန်တော်တို့သတင်းထွက်လာတာကလည်းအချိန်ကြိုက်ပဲအဲဒီပေါ့နော်ကျွန်တော်ဘယူးကိုမန်ချက်စတာယူနိုက်တက်ကိုပြောင်းဖို့တော့ဆုံးဖြတ်လိုက်ပြီဆိုတဲ့အနေအထားမျိုးမှာဘလောက်ပဲကျွန်တော်တို့ဒီခေါ်ချင်တဲ့ကလပ်တွေများများကိုယ်တင်းဒီဦးစားပေးဆိုတဲ့ပုံစံမျိုးဖြစ်သွားဖြစ်တဲ့ကြောင့်မလို့အဲဒီပေါ့နော်ဈေးကိုကျွန်တော်အရန်ကင်လို့ရရဲ့အထဲမှာကျွန်တော်မပါတော့ဘူးဆိုတော့ဒါကကျွန်တော် player side back ကိုကျွန်တော်တို့ဒီကောင်းကောင်းလေးအသင်းဘက်ကနေပြီးတော့ကျွန်တော်တို့ဒီလှုပ်ရှားထားနိုင်ပြီလို့ကျွန်တော်တို့ပြောလို့ရတာဖြစ်ပါတယ်ဆိုတော့ အာဆိုတော့ဒီဒီပြောင်းရွှေ့ကျွန်တော်တို့လုံးဝကျွန်တော်ဖြစ်အောင်လုပ်ဖို့တော့လိုတယ်အဓိကကျွန်တော်အသင်းရဲ့လက်ရှိကျွန်တော်နေနံပါတ်10မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဲဒီဘောနော်ကျွန်တော်တို့ဒီမစ္စမောင်းတို့ကျွန်တော်ရှိတယ်ပြီးတော့တခြားတော့ကျွန်တော်ဒီစမ်းသက်စေကစားသမားကျွန်တော်ရှိတယ်မစ္စမောင်းအာမတ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘရူနိုဒီသုံးယောက်လောက်လေလောက်ပဲကျွန်တော်အဆင်ပြေရပါဘောနော်လက်ရှိနောက်ပိုင်းဆိုလို့ရှိရင်ဘရူနိုကိုကျွန်တော်တို့ဒီနံပါတ်10မှာတော့ကျွန်တော်တို့အဲဒီဘယ်လိုပြောရမလဲအမရိကန်မသုံးတော့ တော့သူကကျွန်တော်နံပါတ်8မှာပဲဆင်းပြီးတော့ကစားတဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုတော့ဒီလိုကြောင့်မလို့နံပါတ်10ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရွေးချယ်စရာကတော့ဝန်နေတာကာနာချူလည်းအဆင်မပြေဘူးပေါ့နော်ကာနာချူလည်းအဆင်မပြေဘူး တော့ခနာချိုကျွန်တော်ဖဲလိုက်မယ်ဆိုလို့ရှိရင်တော့မှကျွန်တော်မေဆမောက်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအမက်ရှိမယ်မေဆမောက်လို့ဆိုတာကတရားမကြခနာရနေတဲ့ကစားသမားတွေခုနောက်ပိုင်းမှာကျွန်တော်ဒီအမရင်ကမိနစ်တွေကိုကျွန်တော်သိချာလေးကျွန်တော်ဒီချိန်ပြီးတော့တုံးနေရဖြစ်တဲ့ကြောင့်လို့ပွဲတိုင်းကိုပွဲချိန်ပြီးကျွန်တော်တုံးလို့မရဘူးဘာတကယ်ကြောင့်လို့နံပါတ်10နေမှာဆိုလို့ရှိရင်ကျွန်တော်တို့လိုအပ်ချက်တွေကျွန်တော်ရှိနေခဲ့တယ်အာဒီ striker လဲလူရာမန်လဲပေါ့နော် striker လဲလူသေးတယ်အဲ့မဲ့ကျွန်တော် striker သည် ဒီကျွန်တော်နံပါတ်10ယောက်ကျွန်တော်ခေါ်ပြီးမှနောက်ထပ်ကျွန်တော် option တစ်ခုကျွန်တော်ဖြစ်လာပါလိမ့်မယ်ပေါ့နော်အတင်းအတင်းဘက်ကကျွန်တော်လုံဆောင်မှုတွေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီကြပါကျွန်တော်ဒီရာသီဂျိုခြေစမ်းပွဲတွေမတိုင်ခင်မှာဒီ type set ကျွန်တော်ဒီ trial ပေါ့နော် trial တစ်ခုကိုအဲဒီပေါ့နော်ကျွန်တော်ဒီ amring ကိုကျွန်တော်ဖန်တီးပေးခြင်းမို့ရတယ်ဆိုတော့အဲတကယ်လည်းလိုအပ်တယ်အတင်းရဲ့ကျွန်တော်ဒီ twin goal တွေကကျွန်တော်တို့ဒီပြီးတဲ့ရာသီဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တို့ဆုတ်ဆုတ်ပြပြကျွန်တော်ဖြစ်ခဲ့တာ38ပွဲမှာ38 goal လို့ပါလို့เนาะအဲ့လိုပုံစံမျိုးတွေအထိ အဲကျွန်တော်ဖြစ်ခဲ့ရဆိုတော့တော်တော်အချိန်နေစိုးတယ်ဆိုတော့အဲဒီကနေပတ်သက်ပြီးတော့ကျွန်တော်အသင်းဘက်ကလုံးဝကျွန်တော်တို့ဒီ action ယူတဲ့သဘောပါပေါ့နော် action ယူတဲ့သဘောပါကျွန်တော်တို့အဲဒီ tight sit လုံးဝကျွန်တော်တို့ train ကိုလိုက်ကြီးကိုကျွန်တော်တို့ပြောင်းလဲမဲ့အချိန်မျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ခေါ်တဲ့ကစားသမားတွေမှာဆိုလို့ရှိရင် Matthias Cunha လိုမျိုးတကယ်ကျွန်တော်တို့ဒီ Premier League မှာအဲဒီပေါ့နော်ကျွန်တော်တို့ဒီ Premier League proven ဖြစ်ပြီးသားကစားသမားတွေပြီးလို့ရှိရင် Bimuro လိုမျိုးကျွန်တော်တို့ဒီတောက်လျှောက်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 ကျွန်တော်တို့ဒီ twin goal တွေ ဖန်တီးမှုတွေကျွန်တော်လုပ်နေတဲ့ကစားသမားမျိုးတွေဒီလိုမျိုးကစားသမားမျိုးတွေကိုခေါ်နေတာကိုကြည့်ရတာနဲ့တော်တော်လေးရလာရှိပါတယ်။ဘာလို့လဲဆိုတော့အဲဒီကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ every day ရောက်လာတဲ့ every day တပယ်ဟောင်းတွေဖြစ်တဲ့ IS ကကစားသမားတွေကျွန်တော်တို့အကုန်ဒီဘက်ကိုကျွန်တော်တို့ခေါ်တယ်ဒီလိုပုံစံမျိုးပေါ့နော်။ဆိုတော့အခုလက်ရှိ Emery ကိုကျွန်တော်ကြည့်မယ်ဆိုတော့ Emery ရောက်လာတဲ့မှန်တယ်။ဒါပေမဲ့ Emery ရဲ့ကျွန်တော်တို့ဒီဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ကျွန်တော်သွားနေရမျိုးမဟုတ်ဘဲနဲ့နံပါတ်1ကျွန်တော်တို့ Premier League proven ဖြစ်ရမယ်ဆိုတော့ အဲအချက်ကိုဦးစားပေးပြီးတော့အတင်းဘက်ကကျွန်တော်တို့ကစားသမားတွေခေါ်ယူတဲ့နေရာမှာအဲဒီပါနော်ကျွန်တော်တို့ဒီလှုပ်ဆောင်နေရတယ်ကျွန်တော်တို့ပြောလို့ရဖြစ်ပါတယ်ဒါကျွန်တော်တို့လုံးဝကြိုးစားစရာဖြစ်တယ်လို့ဒါလုံးဝဝမ်းသာတရားပါဆိုတော့ယူမိုကတော့မန်ချက်စတာယူနိုက်ကိုပြောင်းဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်ဆိုတော့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ brother တို့ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးသားလို့ရပါတယ်ကြည့်ရှုအားပေးရညီကူများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဆိုတော့နောက်ပြီးမှတွေ့ပါမယ်အားလုံးကျေးဇူးပါ channel ကို subscribe လုပ်သေးဆိုလို့ရှိရင် subscribe လုပ်ပေးကြကြပါဦးအားလုံးကိုတောင်းဆိုပါရစေခင်ဗျ